ဆရာရှိသွားမယ်တဲ့ဆိုပြီးတော့မှမောင်လေးတယောက်ပဲခေါ်ရနှစ်ယောက်တွဲလာတမ်းမှလည်းဆူတောင်းမှာလည်းဆရာနဲ့အကောင်းမစင်းတို့တော်တော်ပြောက်ပါစင်းတို့သမီးကကယ်ဒီမောင်းတာဆိုတော့အခုတော့၆ကိုပါကို၆လို့ရပါပြီဆရာကလည်းကျေးဇူးတင်ပါမယ်လို့ဒီဟာကတော့ဆရာအမြင်ကတော့အကျော်တင်သွားတယ်လို့ပဲယူဆတယ်ဟိုသူအရင်နာနေတဲ့အကျော်လေးတွေကတော့ရောင်နေရတော့ဘာလို့ရှိကောင်းရှိမယ်ပေါ့နော်သူနောက်ဆုံးအချိန်မှာအခမ်းမတင်တဲ့ခါမှာသူအင်တာတက်လက်တဲ့အချိန်မှာအမှအကြီးအကျယ်ဖြစ်တဲ့ပြဿနာ နာအိတ်ရထားတော့နည်းနည်းထောနဲ့ထောနဲ့နဲ့အခုလိုမျိုးလဲအိမ်သာပေါ်လဲလန်တာကောဖျောက်ကနေဖြစ်သွားတာအဲ့နဲ့မှာဦးတိုင်းမတတ်ထိုင်ပြီးတော့အိမ်ရယောက်ျားတွေတူတွေကလာတွဲခေါ်တာအခုသေးုံရောက်တော့သေးဒီကိုလာတော့လဲဆေးကနေရပဲဆေးကပြရမယ်မသိဘူးအယိုးကြောတွေကပိတ်နေတော့အဲ့နဲ့ဆရာရှိသွားမယ်တဲ့ဆိုပြီးတော့မှမောင်လေးတယောက်ပဲခေါ်တယ်နှစ်ယောက်တွဲလာဆရာနေလင်းအောင်ဆေးကအမှဒူးတီးတန်းရှိတယ်တဲ့ဆိုလို့အဲ့ဆရာရှိကိုပြေးလာတာအဲ့မှလဲဆူတောင်းမှာလဲဆရာနဲ့အကောင်းမဆင်းလို့ တော်တော်ပြောက်ပါစေလို့သမီးကแกဒီမောင်းတာဆိုတော့ခုနတော့တော့မထောင်းတာထောက်လိုက်တာနဲ့အရန်ကြိုက်တာရှောက်လို့လည်းမရတယောက်ထဲတော့မှာပဲမင်းနဲ့ရှောက်ရတာအခုတော့ရှောက်ကိုပါကိုရှောက်လို့ရပါပြီဆရာကလည်းကျေးဇူးတင်ပါတယ်လို့အများတွေပြောခွေးကတော့ကြားဘူးနေတယ်အမေကသွားမယ်တဲ့ခါတိုင်းနေရအဲ့လိုဒူးကဆက်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 နာနာတော့ဝါလဲဝါတော့အဲ့တော့အထိုင်ဆိုင်ကယ်ကယ်ဒီမောင်းတော့အထိုင်များတော့လမ်းလိုက်လှုပ်ရှားမှုမရှိတော့ဒူးကနာနေရ အဆရာလင်းလင်းအောင်ကြီးသွားမယ်သွားမယ်နဲ့တာဝန်ကလာနဲ့ကြတော့လိမ့်စာမသိဘူးအခုမောင်လေးတယောက်ကတိတယ်တဲ့လိုက်ဖို့မယ်ဆိုတော့မနက်ကအမေဆေးကန်းနေရလဲပဲဆေးကန်းမှပြဖို့မရှိတော့ဆရာရှိပဲသွားမယ်ဒီနေ့ဒူးသီးတန်းပြရဲဆိုပြီးတော့လမ်းမှာလဲဆူတောင်းတာအထူးကုတွေသွားလဲကိုမမတက်နိုင်တာပြောလဲပြောပါတယ်ဆရာကိုလဲကျေးဇူးတင်ပါတယ်လို့ တကယ်လည်းကျေးဇူးတင်တယ်သမီးဖွေနဲ့သာတဲ့မခံစားချင်ဘူးရောကသက်သာသွားပါသမီးတယောက်ထဲလည်းချောက်လို့ရပါ යි ဒါတော့မှသမီးဘယ်နှယောက်တွဲလာလဲနှစ်ယောက်မှဦးလေးရောဆိုင်ရွယ်ဘွားဆို၃ယောက်တောင်တွဲရတယ်ဝါခန္ဓာကိုယ်ဝါတော့ထောက်လို့လည်းရပါခုနတွဲတာတော့အဲ့လိုထောက်လိုက်လို့ရှင်ယူရီယာဟိုကဆူးနေတယ်လို့ပဲမဖြစ်နိုင်ဆရာကြီးတာပို့ပေးနော်ဆရာကျမပါဒီချမ်းသာပါစေဆရာရောကဘာရောက်ကြမှာဆရာ နေရာဒါလည်းမိနေအကန်လေးမလေးဟိုရနေတဲ့နားနေတာမစေကန်းသားရတယ်ကိုကအလုတ်ကမအားဘူးမအားတာနဲ့ဒီမနက်မှတော်တော်ကြီးဆိုးသွားတာထောက်လို့မရဘူးသူအိမ်မှာကြတော့တယောက်တည်းယောက်ကြတာတယောက်တည်းဆိုတော့ကိုကလည်းသူတယောက်တည်းမတွဲနိုင်ဘူးလေအဲ့တော့အဲ့မြန်မာကျွန်တော်ခုခွေးလေးတာနှစ်မိနစ်နဲ့၃မိနစ်တွင်မှာပဂတိကောင်းတိုင်းဖြစ်သွားမှာပေါ့နော်မျက်နှာပြတာမဟုတ်ပါဘူးမျက်နှာပြနေတယ်လို့ဖြစ်တယ်ဝေနာရှင်တို့ပျော်ဖို့နဲ့ညံကောင်းပါလေနော် ပီပီညံရံဖြစ်ပါတယ်နော်ရှင်ထဲမှာလည်းတကယ်မှန်ကန်သားနိုင်ပါဘူးသူကညံ့ရည်ကြီးတာဝိရဏီမစဲသေးဘူးဘုလိုဆရာဘုလိုရေးဖို့ဖြစ်လာလို့ရှိရင်ရေးဖို့ပေါ့နော်ဘုလိုမထောက်နိုင်ဘူးမပြုတ်နိုင်ဘူးဟာလာမနှမ်းနိုင်ဘူးဆိုရင်ဝိညာဉ်ရှင်ကိုအထဲတော်မထဲဘူးအပြင်မှာမှလမ်းပေးမှာမတားလိုက်ကူပေးပါနဲ့နော်စီကန်းချေကိုလာခဲ့နော်အဲ့လိုပါအဲ့လိုဆိုသူတို့ရဲ့ခံစားနေတဲ့ဝေဒနာတွေကိုမကြည့်ရဘူး ဟိုဒီအခုပဲကြည့်လေသူလာတာ၄ယောက်တွဲလာရတယ်ဒါအမြင်ပဲသူတိုက်ဆိုင်မှုလို့လည်းပြောလို့ရတယ်လို့ဒီလိုခုနပြောတဲ့ဘုန်းနေပေါ့ဒီအဖွဲ Sunday Sunday အဖွဲရောက်တဲ့အချိန်မှာသူကလည်းရောက်တဲ့အချိန်အဲ့တော့အချိန်ကိုတို့တွေကတွဲပြီးတော့ဝင်လာတယ်လို့ဖြစ်တာ အမှန်တကယ်ကတိုက်ဆိုင်မှုပဲတိုက်ဆိုင်မှုဖြစ်တဲ့အတွက်သူ့ရဲ့ဝေဒနာဘလောက်ပြင်းထန်လဲကြွားမြင်နေတာဟောမျက်ရည်ကူးလည်းမကြမတော့ အမ်ဒူကြီးကတစ်ဖက်ကတော်တော်ကြီးရောင်နေတာအမေကစေကန်းသွားစေကန်းသွားဆိုတော့အဲ့လိုမျိုးစေကန်းသွားမယ်အချိန်နဲ့ဆိုတော့အချိန်မပင်းနိုင်တော့မပမပြပြတာအညာလည်းတညာလုံးမအိပ်ရဘူးစစ်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 နဲ့အညာတိုင်းအင်းရယောက်ကြတော့ဆေးလိမ့်ပေးတယ်ဒူကရောင်တာမပြခွဲနဲ့မနဲ့ကြတော့ဖျောက်ခွနဲ့ဖြစ်သွားတယ် ီယာတော့ဆရာအမြင်ကတော့အကျော်တင်သွားတယ်လို့ပဲယူဆတယ်။ဟိုသူအရင်နာနေတဲ့အကျော်လေးတွေကတော့ရောင်နေရတော့ဘာလို့ရှိကောင်းရှိမှာပေါ့နော်။သူနောက်ဆုံးအချိန်မှာအခမ်းမတင်တဲ့ခါမှာသူအင်တာတက်လက်တဲ့အချိန်မှာအဲ့မှာအကြီးအကျယ်ဖြစ်တဲ့ပြဿနာအောင်ကျော်တွေညက်ပြီးတော့ဖြစ်လာတာ။အဲ့တော့ဒီလိုမြင်တဲ့အတိုင်းပဲလေသူလာတဲ့ဝေဒနာဒီမှာဝေဒနာချင်းအများကြီးရှိတယ်။ဆရာလောက်ကြတာလည်းမသူဘယ်မှာနေမှလည်းမသိဟုတ်လားအဲ့ဒီအချိန်မှာဆရာ9မိနစ်တွင်းမှာသူရဲ့ဥစ္စာပဂတိတိုင်းကောင်းသွားတယ်လို့ ခုနဦးနာဆိုင်ကိုသွားတော့လဲအရင်သွားလိုက်ဆရာနဲ့တွေ့ရင်ပျောက်သွားလိမ့်မယ်ပျောက်မယ်ဆိုတဲ့စိတ်ထားပေါ့နော်သူတို့လက်ဖေးဆိုင်ထဲဟိုနှစ်ယောက်သုံးယောက်တွဲသွားတော့သူတို့တွေဟာမြန်မြန်သွားမြန်မြန်သွားနေဆရာရှိရောက်ရင်ပျောက်သွားလိမ့်မယ်တဲ့သူကပြောတယ်ဆရာချက်ချင်းကူပေးတယ်ဆရာရှိပျောက်အောင်သွားရင်ပျောက်မယ်ဆိုတော့ကိုလည်းလမ်းမှာဆူတောင်းလာပါဆရာနဲ့ပထမဆုံးမြန်မြန်ပျောက်ပါသေးတယ်ဆရာကလည်းကျေးဇူးတင်ပါတယ်လို့မလဲပါတော့